ဘရူနိုဗရန်နီဗတိုင်ကင်ဖိပြက်သွားတဲ့အချက်မရှိတဲ့ဒိုင်ယလိုရဲ့မင်းညာကစားခဲ့တဲ့ပရီးမီးယားလိပွဲအစဉ်တစ်ခုဖြစ်တဲ့မန်စတာယူနိုက်တက်ရဲ့ဘရန်ဖို့ကိုရှုံးနေခဲ့တဲ့ပွဲမှာဒန်လူကြီးရဲ့ဆုံးဖြတ်ချက်ကြောင့်ပြည်သူတွေကြားမှာမကျေမွမ်းမှုတွေများပြားနေပါတယ် ရန်ဖို့နယ်ပယ်မှာယူနိုက်တက်ကဘင်ဂျမင်ရှက်ကိုရဲ့ပထမဆုံးသွင်းဂိုးနဲ့အသက်ပြောင်းဝင်ခဲ့ပေမဲ့ဘရူနိုဖာနန်တက်ဒရီယာမှာရခဲ့တဲ့ပန်တီကိုဘရန်ဖို့ကသမကကာကွယ်ခဲ့တာကြောင့်ခြေပါကိုရရှိဖို့ခွင့်ကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ပွဲရဲ့အရေးကြီးဆုံးအချိန်ယူနိုက်တက်တို့ခြေပါကိုရနိုင်မဲ့ခွင့်ကိုဘရူနိုကအသုံးမချနိုင်ခဲ့တာပါ။ဒါ့အပြင်ဘရူနိုဟာဒီအာဒီလီပွဲစဉ်၃ပွဲမှာနှလုံးမြောက်ပန်တီကိုလွဲချော်ခဲ့တာပဲဖြစ်ပါတယ်။ ီချိန်မှာ United ပြည်သူတွေရဲ့ဒေါသကိုပုံမမြင့်တက်စေခဲ့တဲ့အချက်ကတော့ပရဏီမကန်မီအချိန်ဆွဲမှုတွေပဲဖြစ်ပါတယ်။ဒါအပြင်ပရဏီမပေးမီအမှုမပေါ်ကျွလွန်ခဲ့တဲ့ပြည်တဲ့အတွက် VR စစ်ဆေးမှုဟာတမန်ထက်အချိန်ပိုကြာမြင့်ခဲ့ပါတယ်။ Bradford ပြအန်ဒရူးကပရဏီမကန်မီအချိန်မှာလူစားလဲလဲမှုတွေပြုလုပ်ခဲ့ပြီးအချိန်ပိုဆွဲခဲ့ပါတယ်။ဒီလိုလိုရဲ့အကြောင်းဖာနန်နက်ဟာပရဏီကန်မှုအတွက်၄မိနစ်နေပါဆောင်တန်းခဲ့ရပြီးဒါကပရဏီကန်သွင်းသူရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်တဲ့နည်းဗျူဟာဖြစ်တယ်လို့ United ပြည်သူတွေကယူဆခဲ့ကြပါတယ်။ ဒါကြောင့် PGM1 ဒလုံကြီးမအဖွဲ့အစည်းဟာ Brandford ကိုဘာကြောင့်လုံစားလေးလေးခွင့်ပေးခဲ့တာလဲဆိုတာကိုရှင်းပြဖို့ဖိအားပေးခံနေရပါတယ်။ United ပြည်သူတို့က Brandy Baby ကံမမလုပ်ခင်လူစားလဲလဲမှုပြုလုပ်ခွင့်ရတာပုံမှန်ဟုတ်ရလားဆိုတဲ့အဖြေကိုတရားရုံးများသိကြပါလားလို့မေးခွန်းထုတ်ခဲ့ပါတယ်။ ပြည်သူတို့ကလည်းကျွန်တော်တို့မတရားခံခဲ့ရပါတယ်တကယ်တော့အဲ့ဒါကအနီးကပ်ဖြစ်တင်တာပါဒါအပြင်တလူကြီးကပန်းဒီမကန်ခင်ဘာလို့လူစားလဲခွင့်ပြုရတာလဲဒေါသထွက်လွန်လို့ပါဆိုပြီးတော့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်နောက်ထပ်ပြည်သူတို့ကလည်းပန်းဒီပေးပြီးကံမိုးမလုပ်ခင်မှာ brand 4ကိုလူစားလဲခွင့်ပေးတာဘယ်လိုလုပ်ဖြစ်နိုင်တာလဲဒါကမယုံနိုင်စရာကောင်းပါတယ်လို့ဝေဖန်ပြောဆိုခဲ့ပါတယ်တခြားပြည်သူတို့ကလည်းဒါကျွန်တော်တို့ရဲ့ United တလားဗျာ3-1နဲ့ရှုံးနေခဲ့တာကိုဘယ်လို့မှခံနိုင်မရှိဘူး MOR ကိုစောင့်ကြည့်နေတာကြပြီးသူကလောင်ထဲမှာပေးမိနေတဲ့ကြွက်လို့ လမ်းပြောင်နေတော့မယ်အဝေးဝင်နိုင်ဝဲရှစ်ပွဲစတိုင်မရဘူးဆိုတာဘာအထိပဲလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်အချက်လေးရဘရူနိုဟာပင်းမရလေးပွဲဥထွက်ခဲ့တဲ့ကပန်တီ၆လုံးထိလွဲချော်ခဲ့ဘူးလို့သိရပါတယ်ဒီလိုလိုရတရားပန်တီကန်သွင်းခြင်းကိုဆွဲဆန့်စေခဲ့ပြီးကမ်းမဲ့ကစားသမားရဲ့အာရုံကိုလွှဲပြောင်းစေကပန်တီလွဲချော်ရွယ်ချက်ရှိနေဖန်တီးခဲ့တာဖြစ်တယ်လို့ပြောလို့ရပါတယ် ဒါကြောင့်ဒီနည်းပြဟာဘောလုံးစင်းမြင်းနေတဲ့ကိုင်းညီမှုရှိမရှိကို PGM1 ဘက်ကရှင်းလင်းပေးဖို့တောင်းဆိုမှုတွေမြင့်တက်လာနေရပဲဖြစ်ပါတယ်။ United အသင်းအားပွဲမစခင်တစ်ပတ်လုံးစက်ပီတွေကိုကာကွယ်ပုံလေးချင်းခဲ့ပေမဲ့ပွဲစတာနဲ့ Brandfoot ရဲ့ကစားကွက်ကစားပုံအတွက်လုံးဝအသင့်ဖြစ်သေးတဲ့ပုံပေါ်ခဲ့ပါတယ်။ဒါပြင်ဒီပြတော်ဝင် MLS ထက်မြင်တွေ့ခဲ့ရတဲ့ Hansen မညီသေးတဲ့နောက်တန်းဟာလည်းဒီဘက်မှာပြန်လည်ပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ Brandfoot သူရဲ့လောင်းပေါ်နည်းပြကိုအသုံးပြုပြီး United နောက်တန်းလူတွေကိုဖိအားပေးနိုင်ခဲ့ပါတယ်။ဒါကြောင့် United နည်းပြ MLS ဟာလည်းလူစားလဲမှုတွေပြုလုပ်ပြင်ဆင်ခဲ့ပေမဲ့ Brandfoot ကိုထိုးဖောက်နိုင်စွမ်းရှိခဲ့ပါဘူး။ဒါကြောင့်တုံးကုတ်ကုတ်ဆိုတဲ့ရတဲ့နေရှုံးနေ င်ခဲ့ပြီးတော့ MRI ရဲ့အဝေးခွင့်နိုင်ဝဲမရှိတဲ့စံချိန်ကိုရှစ်ပွဲထိဆက်လက်ရှည်ကြစီခဲ့ပါတယ်။ ဒါနဲ့နေပြရမင်းအမ်ဘိုရင်ဟာအသင်းကိုတိုက်ပွဲဝင်ဖို့အပြင်ဆင်နိုင်သေးဘူးလို့ပွဲသုံးသပ်သူတွေကဝေဖန်ခဲ့ပြီးပရိသတ်တွေကြားထဲမှာလည်းနတ်မန်အလုံးထုတ်ခင်ရရမယ်ဆိုတဲ့အဟိတန်တွေကထွက်ပေါ်လာခဲ့ပါတယ်။အဓိကကတော့ဟယ်ရီမက်ခွိုင်းရနဲ့ဒီလစ်တို့လိုဘုံနောက်ခံလူတွေရဲ့နေရာချထားဖို့အမားတွေနဲ့စွမ်းဆောင်ရည်ဉာဏ်ဖြင်းမှုတွေကဘရန်ဖို့ရဲ့ရိုးရှင်းတဲ့တိုက်စစ်တွေကိုကာကွယ်ဖို့ခက်ခဲစေခဲ့ပါတယ်။ဒီဘက်ကဘရူနိုဖာနန်နဲ့ဟာပရနီလွဲချော်မှုအပြင်သူ့ရဲ့ပွဲစဉ်အတွင်းစေပိုင်းဆိုင်ရာဖိအားပေးခံရမှာတွေကသူ့အတွက်အခြေစွမ်းမတည်ငြိမ်မှုတွေဖြစ်လာအောင်ဖန်တီးပေးခဲ့ပြီးပွဲအတွင်းမှာဘရူနိုအနေနဲ့ရိုးရှင်းတဲ့ပေးပို့မှုတွေပါလွဲချော်ခဲ့ပါသေးတယ်။ ဒီပွဲစဉ်အားလည်းအမက်ချာနိုင်တဲ့အသင်းရဲ့ရာသီအစအခက်ခဲတွေကိုပုံမကြီးထွားစေခဲ့ပြီးတော့နီးပြအမော်ရီရဲ့အနာခက်အတွက်လည်းမေကွန်းထုတ်စရာတွေဖြစ်လာစေခဲ့တယ်လို့ဆိုနိုင်ပါတယ်။